ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာပိုင်းဆိုင်းပွမ်းမော်လုတ်ကွပ်ပိုင်းရှိကြောက်တူဖွဲ့ရေလုပ်ငန်းတစ်ခုတွင်ပောက်ကွဲမှုဖြစ်ခဲ့တယ်လို့နေမြေကန်တင်းထောက်ကိုနောင်ယူကအမ်ဘီကိုပြောပါရတယ်။ဒီကနေ့ဇွန်လ3ရက်နေ့လယ်တနာ10မိနစ်ချိန်ခန့်ကဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုကြောင့်ကုမ္ပဏီလုံသားမျိုးသမီးတအူးနဲ့အမျိုးသားနှုတ်ဦးတို့တိုက်ဆုံခဲ့ပြီးထိခိုက်လူနောက်တဲ့10ဦးထက်မနည်းကိုဆေးရုံပို့ထားရတယ်လို့သိရပါရတယ်။ဟိုပောက်ကွဲမှုဖြစ်တယ်ပေါ့။အပောက်ကွဲမှုဖြစ်တော့ကျွန်တော်မြေပြင်ကိုထွက်ကြည့်တယ်။ ဖွဲ့စည်းတဲ့အခါမှာအဲ့ကကုမ္ပဏီလုံသားတွေတချို့တန်ရရရှိတာတွေကျွန်တော်တွေ့ရတယ်တွေ့တဲ့အခါမှာသူတို့ကျွန်တော်မေးထားတော့မေးကြည့်တော့သူတို့တနားရီ7မိနစ်လောက်မှာအဲ့ဒီလုံကောက်ကနေပြန်လာတဲ့အချိန်မှာအဲ့လိုမီးလင်းတဲ့ခုပြန်လိုက်တော့အဲ့မီးလင်းတဲ့ဟာသူတို့ကုမ္ပဏီလုံခွဲရဲ့ရန်ထားတဲ့ကိုရောင်နှန်းကိုကြပြီးပောက်ကွဲပလိုက်တယ်ပောက်ကွဲတဲ့ဟာကချင်းကြီးကိုကျွန်တော်တွေ့တယ်ဒါဟာလက်နေကြည့်ဒါမှမဟုတ်ဒုလနဲ့တခုဖြစ်နိုင်နေလို့ အဲ့ဒီမှာရှိသူတွေကယူဆကြပေမဲ့ MBA အနေနဲ့တော့အတည်ပြုနိုင်ရေးဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။အဲ့ဒီလက်နက်ဟာကုမ္ပဏီရဲ့ဖောက်ခွဲရန်ရည်တွေထားရှိရအနည်းကြောက်ပောက်ခွဲခဲ့တာကြောင့်ပောက်ခွဲမှုပုံမှုပြင်းထန်ခဲ့တာလို့ကုနောင်ယိုးကဆက်ပြောပါတယ်။ရန်နစ်ရှိရှိတဲ့ကြောက်တူးဖော်ရေးကုမ္ပဏီအတွင်းပောက်ခွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူအယောက်30ထပ်မနည်းရှိနိုင်တယ်လို့ကြောက်တူးဖော်ရေးကုမ္ပဏီလို့တတ်တဲ့ဦးကလည်းသူမြင်တွေ့ခဲ့ရပုံကိုအခုလိုပြန်ပြောပြပါတယ်။ဟိုကျွန်တော်တို့ကမှဓမ္မစာပြီးလို့ကြောက်ကျန်တဲ့ကြောက်ခါကိုစမ်းကြဆုံးရောက်နေတယ်။ ရောက်နေတဲ့အချိန်မှာဘက်ကနေလို့ဟိုမီးလုံးကြီးကိုပါပြီးလို့ရေးကြပြီးမှအဲ့မှာကြားရတာရန်ကုန်တယ်။အဲ့ဒါတခါလဲကွဲရတာ။ညနေတိုင်းမှာဆိုတော့ဗာအခုကျွန်တော်တို့ဟိုလောက်တာရတယ်။ညမှာကျန်တဲ့ဟိုဝတ်ဆော့အလုပ်ကမားတွေလည်းမြေကြီးလိုက်ကြတယ်ဗာ။အာလည်းတရားရောဆရာလောက်စီကြပါလူမျိုးဟိုဟာတန်ရရတာရတော့အယောက်20ကျော်မှာဒီပကွဲမှုကြောင့်ဝန်ထမ်းနေအိမ်တွေလုပ်ငန်းသုံးဆက်ရန်နေရာတွေနဲ့မော်တော်ယာဉ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ Thank oh. you.